မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဂျွန်လ24ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မန္တလေးတိုင်းနထိုးကြီးမြို့နယ်ဝက်လူရဲစခန်းကိုစစ်ကူလာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရာစစ်သား73ဦးသေဆုံးပြီးတော့ဒုတက်ချက်တအုပ်ကိုအရှင်ဖမ်းဆီးရမိကတအုပ်အလင်းဝင်ရောက်ခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဝလူနယ်မြေရဲစခန်းကိုစစ်ကိုအဖြစ်နဲ့ရောက်ရှိလာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုတော်လိုင်းတပ်ဖွဲ့များကကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗါးအဲ့ဒီတိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်တပ်ကစစ်ကောင်စီတပ်သား73ဦးသေဆုံးက9ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့အလောင်းတလောင်းကိုတင်းစီနိုင်ခဲ့တယ်လို့သိရပါဗါးဒါအပြင်တိုက်ပွဲအတွင်းမှာတမ88ကဒုတက်ချက်တဦးကိုလည်းလက်ဝဲဖမ်းဆီးရမိခဲ့ပြီးတော့အကြမ်းဖက်စစ်တပ်လက်အောက်ခံရဲတပ်သားတဦးကလည်းလက်နက်ခဲယမ်းများနဲ့အတူအလင်းဝင်ရောက်ခဲ့တယ်လို့သိရပါဗါးအကြမ်းဖက်စစ်တပ်စစ်ကြောင်းက မတရားပေါ်တာဆွဲဖမ်းဆီးခံထားရတဲ့စစ်မှုရန်တပ်သားတဲ့နှောက်ဦးကိုလည်းတော်လိုင်းတပ်ဖွဲ့ဝင်များကကယ်ထုတ်နိုင်ခဲ့တယ်လို့သိရပါဗျ။တိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားတွေစီက MA1 တနက်တလက် MA3 တနက်တလက် G3G 62တောင်း 5.56G 1500တောင်း M9 ဆက်နှလုံး60မမ10လုံး60မမဒေါက်တခု RPG အဖူးနှစ်ဖူး RPG ပို့ကြီး2တောက်နေမိုင်း14လုံးလက်ပြုံ71လုံး drone shooter တလက် ဂျီပေါက်6ခုတို့ကိုတိမ့်စီရမိခဲ့တယ်လို့သိရပါတယ်၎င်းတက်ခတ်မှုကိုကိုမြင့်ဆောင်အညာမြေ operation အဖြစ်နဲ့မြင်းညံခရိုင်အမှတ်လေးတိုက်ရင်မြင်းညံခရိုင်အမှတ်10တိုက်ရင်နဲ့ဒရဥပကဖတို့ကတိုက်ခိုက်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့အချမ်းဘတ်စစ်ကောင်စီရဲ့တက်မတော်လေအမှတ်တစိမ့်နဲ့တည်ယူပို့ဆောင်ရေး18လေရင်သစ်နှစ်စီးကိုတရုတ်နိုင်ငံကုမင်းလေစိမ့်မှာရှာဖွေတွေ့ရှိခဲ့ပြီးတော့စစ်ကောင်စီအတွက်မကြမီမှာအသုံးပြုတော့မယ်လို့ယူဆရတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မြန်မာ witness ဟာရှန်စီ 18F 200W နေပြူဟာမြောင်းတည်ယူပို့ဆောင်ရေးလေရင်နှစ်စင်းဖြစ်တဲ့အမိနံပါတ်5923နဲ့5924ကို တရုတ်ပြည်သူတမရနိုင်ငံကုမင်းအပြည်ပြည်ဆိုင်ရာ၄စိမ့်မှာရှိတဲ့နေရာတစ်ခုမှာရှော့ဖွေတွေ့ရှိခဲ့တယ်လို့သိရပါတယ်။အဲ့ဒီလေရင်နှစီးဟာလေရင်အစ်စ်တွေဖြစ်ပြီးတော့ MAF နာမည်တမရော် လေလို့ရေးသားထားပြီးရခင်ကမရှိဘူးတဲ့အမိနံပါတ်တွေဖြစ်တယ်လို့သိရပါတယ်။မကြသေးမီကမှမိတ်ဆက်ခဲ့တဲ့ Y8F 2000W အမီးနံပါတ်5922ကို2024ခုနှစ်ဒီဇင်ဘာလမှာစတင်အသုံးပြုခဲ့ပြီးတော့အသစ်တွဲရှိရတဲ့18လေးရင်နှစီးရဲ့အမီးနံပါတ်တွေကတော့5923နဲ့5924တို့ဖြစ်တယ်လို့သိရပါတယ်။တက်မတော်၄က စစ်ဘက်လေရင်များနဲ့ပတ်သက်ပြီးတော့ဝင်းဆောင်နိုင်စွမ်းနဲ့ဗတ်ဆောင်အသုံးပြုနိုင်မှုအတွက်အထူးအလေးတာတဲ့ Y8 လေရင်များကိုဆက်လက်ပြီးတော့တိုးချဲ့အသုံးပြုလျက်ရှိတယ်လို့သိရပါတယ်။အဲ့ဒီ Y8 နောက်ထပ်လေရင်များရောက်ရှိလာခြင်းဟာစစ်ကောင်စီရဲ့လေတဲ့အတွက်ထောက်ပံ့ပို့ဆောင်ရေးနဲ့လေပတ်နိုင်မှုစွမ်းရည်တွေကိုတိုးပွားစေရန်ဖြစ်တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်ကောင်စီထံမှတည်ယူပို့ဆောင်ရေး Y8 လေရင်အနည်းဆုံး9စီးလောက်ရှိတယ်လို့နိုင်ငံတကာစီရေးစောင့်ကြည့်လေလာရေးအဖွဲ့တချို့ရဲ့ထုတ်ပြန်ကြံများအရသိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းပခုတ်ကူမြို့နယ်လေယာချေးရွာစိတ်ကောင်းစီခန့်အုပ်ချုပ်ရေးမှူးမိုးဝင်းဟာမိမိကိုယ်ကိုမိမိကြိုးဆွဲချပြီးတော့အဆုံးစီရင်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဇွန်လ23ရက်နေ့မနေ့ပိုင်းကပခုတ်ကူမြို့နယ်လေယာချေးရွာနေအသက်40အရွယ်လောက်ရှိတဲ့စိတ်ကောင်းစီခန့်အုပ်ချုပ်ရေးမှူးမိုးဝင်းဟာ၎င်းရဲ့နေအိမ်အတွင်းမှာလေပင်ကိုကျိုးနဲ့ချပြီးတော့အဆုံးစီရင်သွားခြင်းဖြစ်တယ်လို့သိရပါဗျ။ ်စစ်ကောင်စီကအုပ်ချုပ်ရေးမှုအဖြစ်နဲ့ခံထားတာဟာကြာမြင့်နေပြီဖြစ်ပြီးတော့ပြည်သူလူထုအပေါ်မတရားဆက်ချေးကောက်အနိုင်ကျင့်နှိပ်စက်နေသူဖြစ်တယ်လို့သိရပါတယ်သူကိုစိတ်ကောင်းစီကခန့်ထားတာကြားပါပြီသူရဲ့နေအိမ်ထဲမှာပဲလေဘင်းကိုကျိုးချပြီးတော့အဆုံးစီရင်သွားတာပါသူကမြေယာတွေကိုလည်းအလွဲသုံးစားလုပ်ပြီးတော့ရောင်းစားထားတာတွေလည်းမနှဲဘူးလို့သိရတယ်လွန်ခဲ့တဲ့ရက်ပိုင်းကလည်းစိတ်ကောင်းစီကသူ့ကိုအချုပ်နဲ့ရချလိုက်သေးတယ်စစ်မှုထမ်းကြီးဆိုရင်လည်းတလားတခါအငဲကောက်ပေးရတယ်တအိမ်ကိုငွေချက်တထောင်ခွဲကောက်ပေးရတာ သူ့ရဲ့လောက်ရက်တွေကို तू သိလို့ဒီလိုလှုပ်သွားတာနေမှာပေါ့လို့ Cobra 1ပခုတ်ကူတက်ဖွဲ့ကတောင်းရှိသူကရှင်းပြထားပါဗျာ။ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများအနေနဲ့ပခုတ်ကူမြို့နယ်အခြေစား Cobra 1ပခုတ်ကူတပ်ဖွဲ့အပြင်ပြည်သူ့ကာကွယ်တပ်ဖွဲ့များထံဆက်သွယ်ပြီးတော့ပူးပေါင်းကာအလင်းဝင်ရောက်ကြရတဲ့စစ်ကောင်စီတပ်သားပြူစောထီးများအနေနဲ့အလင်းဝင်ပူးပေါင်းကြပါရန်တိုက်တွန်းထားတယ်လို့သိရပါတယ်။ဘကိုးတိုင်းပေါင်းတယ်မြို့နယ်ညောင်နေပင်နဲ့မအူခွင်းရွာကြားမှာအကြမ်းဖက်စစ်သားအလောင်းနဲ့ဒဏ်ရာရသူများကိုပြန်လည်ပို့ဆောင်ပေးနေတဲ့စစ်ကြောင်းကိုမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့၃၆၃တက်တိုင်ရင်စစ်ထောက်နိုင်ရင်တဲ့သတင်းပြန်ကြားရေးတာဝန်ခံရဲဘော်ရှဲတို့ကပြောပြထားပါတယ်။ဇွန်လ၃ရက်နေ့ နေမှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်းမှာအထိနာခဲ့တဲ့အကြမ်းဖက်စစ်သားများဟာညောင်နေပင်ရွာကိုပြန်လည်ဆုတ်ခွာပြီးတော့ပေါင်းတယ်မြို့နယ်အပိုင်းကြောက်ကြီးတောင်ဂိမ်းစခန်းကိုသိမ်းဆုံးသွားတဲ့စစ်သားမသားအလောင်းများနဲ့ဒဏ်ရာသူများကိုပြန်လည်ပို့ဆောင်ပေးနေတဲ့အချိန်ညောင်နေပင်ရွာနဲ့မှန်မြင်ကြောရွာကြားမှာဘျူဟာ၂၁ကိုကဲမှုအောက်မှာရှိတဲ့၃၆၃၁တိုင်ရင်တက်ခွဲ၄က မိုင်းဝင်းနှစ်ကွင်းဆွဲပြီးတော့တိုက်ခိုက်ခဲ့တယ်လို့သိရပါဗါး၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်သားများ ထိခိုက်သေးဆုံးမှုရှိတော့လေအရေးအတွက်ကိုတော့အတိမပြုတ်နိုင်သေးဘူးလို့ပြောပါတယ်။နယ်မြေရှင်းလင်းပြုတ်လုတဲ့အချိန်မှာအကြမ်းဖက်စစ်ကောင်စီတပ်သားများထံကနေပြီးတော့ကြီပေါက်တစ်ခုနဲ့ 5.56G အတောက်20ရို့ကိုသိမ်းဆီးရရှိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းတောင်သာမြို့နယ်နဲ့စကိုင်းတိုင်းကောလင်းမြို့နယ်မှာရှိတဲ့ကျေးရွာများကိုအကြမ်းဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့လေရင်နဲ့စစ်တပ်လေးထီးများနဲ့ဘုံကျဲတိုက်ခတ်နေခြင်းကြောင့်လူနေအိမ်များထိခိုက်ပျက်စီးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ14ရက်နေ့နေ့လယ်12:55မိနစ်ခန့်မှာမိထီလာလေးတပ်ကနေတက်လာတဲ့အကြမ်းဖက်စစ်တပ်ရဲ့ Jet Fighter တစ်စီးကရုံးစီကြီးရွာနီးတဝိုက်ကို ဘုံဒီနှလုံးကျဲချတိုက်ခိုက်သွားတယ်လို့သိရပါဗျ။အကြမ်းတ်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်းမှာပြည်သူများထိခိုက်မှုတော့မရှိဘူးလို့ပြောပါတယ်။ဇွန်လ19ရက်နေ့မွန်လယ်3:10မိနစ်ခန့်မှာလဲမိထီလာ၄တပ်နဲ့ဒရုလေးတပ်တို့ကနေတက်လာတယ်။အကြမ်းတ်စစ်တပ်ရဲ့ Jet Fighter နှစ်စီးကရုံးစီကြီးကြေးပါတဝိုက်ကို Rocket များနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးတော့အုတ်ချောင်းတိုက်အတွင်းကိုပေါင်300ဘုံများကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အကြမ်းတ်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်းရောင်စင်ဦးစတိုးဆိုင်အနီးမှာရှိတဲ့ကားလမ်းပိုင်းကိုကြောက်ရောက်ပောက်ကွဲခြင်းကြောင့် နေအိမ်များပျက်စီးသွားတယ်လို့သိရပါဗျ။စစ်တပ်ကဘုံကျဲတာပြည်သူတွေထိခိုက်မှုမရှိပေမဲ့နေအိမ်တွေတော့အကုန်ပျက်စီးကုန်ပါတယ်။ဆိုလာပြားဆက်ယုံကတက်ဆွဲထားတဲ့စစ်ခွေးတပ်နဲ့ပြူစောတိတွေကလည်းစံဦးကြီးရွာအရှိတ်နဲ့မြောက်ဘက်ကို60မမလက်နက်ကြီးတွေနဲ့ရန်တမ်းပစ်ခတ်နေပါတယ်လို့တောင်သာမြို့နယ်လူလူလှုပ်ရှားမှုကော်မတီကတာဝန်ရှိသူတို့ကပြောပြထားပါဗျ။ အလားတူပဲသခိုင်းတိုင်းကောလင်းမြို့နယ်မှာရှိတဲ့ရှောက်ပင်ချုံချေးွာအနီးတစ်ဝိုက်ကိုလည်းအကြမ်းဖက်ဆက်တကလေချောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့ကြောင်းကောလင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကတာဝန်ရှိသူကသတင်းပေးဖို့ပြောကြားထားပါတယ်ဇွန်လ20ရက်နေ့ည9:00နာရီအချိန်ကမှဒရယုလီတက်ကနေတက်လာတဲ့အကြမ်းဖက်ဆက်တရဲ့ဂျက်ဖိုက်တာတစင်းကကောလင်းမြို့နယ်အရှိချမ်းမှာရှိတဲ့ရှောက်ပင်ချုံချေးွာအနီးကိုဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ် အဲ့ဒီနေ့ည9နာရီကျော်လောက်မှာလေဒရုန်းလေတက်ကနေတက်လာတဲ့ Jet Fighter တစ်စီးနဲ့ထပ်မံပြီးတော့လေကြောင်းတိုက်ခတ်မှုပြုလုပ်ခဲ့ပြီးအချက်မဲ့စစ်တပ်ရဲ့လေကြောင်းတိုက်ခတ်မှုအတွင်းမှာပြည်သူများတော့ထိခိုက်မှုမရှိဘူးလို့သိရပါဗျ။ပြည်သူတွေအနေနဲ့လုံခြုံရေးအသည့်သတိရှိကြဖို့ထပ်မံနှိုးဆော်ပါရစေ။စစ်တပ်ရဲ့လေကြောင်းသတင်းတွေလည်းအဆက်မပြတ်နားဆွဲပြီးတော့ထောက်လှမ်းကြဖို့ပြောကြပါတယ်လို့ကောလင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကတာဝန်ရှိသူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျောင်း။ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းတောင်ကုန်မြို့နယ်မှာရှိတဲ့ဘကိုးရုံးမမှာတိုက်ပွဲတွေပြင်းထန်နေပြီးတော့အချမ်းမတ်စစ်တပ်ကစစ်တပ်၄ထင်းများပါအုံပြုတ်ပြီးတော့တိုက်ခိုက်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မနေ့ကဇွန်လ23ရက်နေ့မှာတောင်ကုန်မြို့နယ်မှာရှိတဲ့ဗဟိုးရုံးမတဲမှာအချမ်းဘတ်စစ်တပ်နဲ့တော်လိုင်းတပ်ဖွဲ့များတိုက်ပွဲဖြစ်ပွားပြီးတော့စစ်တပ်ကစစ်တပ်၄ထင်းများပါအုံပြုပြီးတော့တိုက်ခိုက်နေတယ်လို့သိရပါဗါတယ်။အဲ့ဒီထိတွေ့တိုက်ပွဲများကြောင့်တောင်ကုန်မြို့နယ်အတွင်းမှာရှိတဲ့ခြေရွာများကပြည်သူများဟာလက်နက်ကြီးပောက်ကွဲတံများတနက်တံများကြားနေရပြီးတော့စစ်ဘေးတိမ်းရှောင်ရန်ပြင်ဆင်နေကြပြီးတိုက်ပွဲအတွင်းမှာအချမ်းဘတ်စစ်တပ်ကထိခိုက်သေးဆုံးသူတွေများပြားတယ်လို့သိရပါဗါတယ်။ပောက်ကွဲတံတွေတနက်တံတွေကြားနေရပါတယ်။ဘုံကျဲလိုက်တာဖြစ်နိုင်တယ်။ အခုတိုက်ပွဲတွေကရိုးမာထဲမှာဖြစ်နေကြတာနောက်ပြီးတော့မနေ့ကတောင်ကိုလေတက်ကနေစက်တက်လေထီ၃ဆင်းပြန်တန်းနေတာကိုတွေ့ရတယ်စစ်ခွေးတွေကတောင်ကိုလေတက်ကိုစက်တက်လေထီတွေပါပို့ဆောင်ပြီးတော့လေချောင်းတိုက်ခိုက်မှုတွေပုံမို့လှုပ်ဆောင်နေတာထင်တယ်လို့ဒေသခံပြည်သူတို့ကပြောပြထားပါတယ်အချမ်းဘတ်စစ်တပ်ရဲ့တောင်ကိုအခြေစားလေတက်စခန်းမှာစက်တက်လေထီများမရှိတော့လဲအခုရက်ပိုင်းမှာစတင်ပြီးတော့မောင်းနေပြန်တန်းခြင်းများပြုလုပ်နေခြင်းဖြစ်ပြီးတောင်ကိုလေတက်ကိုတော်လိုင်းတပ်ဖွဲ့ဝင်များကရှော့တိုက်ဒုံးများနဲ့အချိန်ကြိမ်တိုက်ခိုက်မှုများလှုပ်ဆောင်ရရှိကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ချင်းပြည်နယ်တီးတိမ်မြို့နယ်မှာရှိတဲ့ခိုင်ကန်းစင်စခန်းကိုအကြမ်းဖက်စစ်တပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခြင်းကြောင့်ပြည်သူတအုပ်သေးဆုံးခဲ့ရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ22ရက်နေ့ညနေ6နာရီအချိန်ကမှတီးတိမ်မြို့နယ်မှာရှိတဲ့ခိုင်ကန်းစင်စခန်းကိုအကြမ်းဖက်စစ်တပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်သွားတယ်လို့သိရပါရတယ်။အကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်းခိုင်ကန်းစင်စခန်းကစင်ဦးစီးတအုပ်သေးဆုံးခဲ့ပြီးတော့ပြည်သူတအုပ်လည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါရတယ်။ ဇွန်လ22ရက်နေ့ကခိုင်ကန်းစင်စခန်းကိုစစ်ခွေးတွေကလေကြောင်းကနေဘုံကျဲတက်ခိုက်သွားတာပါစင်ဦးစီးတအုပ်တေဆုံးတယ်တအုပ်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံပြည်သူတို့ကပြောပြထားပါတယ်ဒါအပြင်ကန့်ဘလူမြို့နယ်တပြေးသားရွာနယ်ကြောင်းကုန်းရွာကိုရောက်ရှိနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ပြူစောထီးများဟာ တပြေးသားရွာနဲ့အချောင်းကုန်းရွာတို့ကိုမိရှုဖျက်ဆီးနေကြောင်းကျိုးလာကံဘလူတက်ကြွာလှုပ်ရှားသူများအဖွဲ့ကံဘလူခရိုင်ကတာဝန်ရှိသူကသတင်းပေးဖို့ပြောကြားထားပါတယ်။မနေ့ကဇွန်လ23ရက်နေ့ညပိုင်းမှာအချမ်းမဆက်တဲ့နဲ့ပြူစောတိများကဘာတိုက်ပွဲမှာမရှိဘဲနဲ့အချောင်းမဲ့တက်တက်ဝင်ရောက်ပြီးတော့မိရှုဖျက်ဆီးသွားတယ်လို့သိရပါတယ်။ဖန်စီခံရတာတွေလည်းရှိတယ်ပြောတယ်အတိအကျတော့မသိရသေးဘူးလို့ကျွန်းလာကံဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့ကံဘလူခရိုင်ကတာဝန်ရှိသူကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလေအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ